Hello ချရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ကနေအားလုံးကိုနေ့ထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့ရဲ့ညပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်တို့တို့တွေ့မှကြည့်ကြမှာဖြစ်ပါတယ်သတင်းဗီဒီယိုတွေမကြည့်ခင်မှာထုံးစံနိုင်မယ်လိုရေးတိုရှင်သတင်းသတင်းသစ်တွေပေါ့နော်အများကြီးကိုကျွန်တော်ဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့မြိုင်နဲ့မြင်းကြံမြို့နယ်တို့တွင်စစ် gate scan နဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားတအုပ်တည်ဆုံးပြီးတအုပ်ကိုလက်နက်လက်နက်နဲ့အတူအရှင်ဖမ်းမိရမိတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲ့ဒါကတော့မြိုင်မြို့နယ်စက်မှုနှစ်ဘေးမှာဘေးပတ်ဝန်းကျင်တောထိုင်များအတွင်းသို့ဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းများကိုခိုးယူလာသည်ကိုတပ်တွေကပစ္စည်းများနဲ့တူတွေ့ရှိသဖြင့်ပြစ်ခတ်ရှင်းလင်းခဲ့ရာစစ်သားတအုပ်ပွဲချင်းပြီးမျိုးစာဖြစ်သွားပြီးတော့ကြည်ထိမှန်တဲ့အဖြစ်တအုပ်ကအရှင်ဖမ်းမိခဲ့ကြောင်းသတင်းရရှိပါတယ်။ဒဏ်ရာရတဲ့စစ်သားကိုတော့ကောင်းဝန်စွာစိတ်ကူတပေးထားရလို့သိရပါခင်ဗျာ။ အဲ့ဒီမှာ MA1 အမျိုးစားတန်းတက်လက်ကြီးစံ483တောင်းကြီးပေါက်6ခုနဲ့ကြံ3အသုံးဆောင်ပစ္စည်းပြို့လဲသိစရာမိကကြောင်းသတင်းရရှိပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ARD တိုင်းအတွင်း AA နဲ့တိုက်ပွဲတွင်စစ်ကော်မရှင်ဘက်ကထိခိုက်သေးဆုံးမှုများနေပြီးဒဏ်ရာသူများကိုမကုသနိုင်တော့ရန်ကုန်သို့ပို့ဆောင်နေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ ARD တိုင်းထဲမှာ AA ရဲ့တိုက်ခိုက်မှုကြောင့်ချမ်ပတ်စစ်ကောင်စီကတော့အလူးလဲကိုခံနေရတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းစမုတ်ကတော့ရွှေကုတ်ကူမှထိုင်းဘက်သို့ထွက်ပြေးသောနိုင်ငံသား30နိုင်ငံသား36ဦးကိုဖမ်းဆီးခံရပြီးမြောက်ရီမြို့တွင်လည်းထွက်ပြေးလာသူများနဲ့ဟိုတယ်များပြည်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ BGF ဌာနချုပ်နဲ့ရွာများတွင်အရေးကြီးကြားဖြတ်တရုတ်တထေးချိုခိုးလုံနေတယ်လို့လည်းသတင်းရရှိပါတယ်ခင်ဗျာ။အဲ့တော့ ကြားတဲ့အတိုင်းပဲဒီအခုချိန်မှာဆိုရင်ဒီကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ဝင်ရောက်လာတဲ့ခါမှာတော်တော်ကြီးကိုခရဲရိုက်နေတာဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာရွှေကိုဘက်နေထိုင်းရွာဘက်ကိုကုလနိုင်ငံသား36ဦးကိုဖမ်းမိတယ်ဗီယက်နမ်နိုင်ငံသား3ဦးကာဇက်စတန်2ဦးနီပေါ်2ဦးရဝန္ဒါ2ဦးဆူဒန်2ဦးကင်ညာ3ဦးအီဂျစ်2ဦးပါကစ္စတန်3ဦးအိန္ဒိယ2ဦးနဲ့တရုတ်နိုင်ငံသားတွေလည်းပါတယ်ထိုင်းဘက်ကနေဖမ်းထားတယ်လို့သိရပါတယ်เนาะအဲ့တော့ဒီရွှေကိုဘက်မှာဆိုရင်เนาะအများအများကြီးပေါ့เนาะနိုင်ငံပေါင်းစုံကလှုပ်လှုပ်နေကြတွေ့ရပါတယ်เนาะ ကေနော့ရဲ့တရင်တပုတ်ကတော့ဆလင်းနဲ့မဲလာမြုံတို့တွင်စစ်တပ်ကလူငယ်20နီးပါးကိုပေါ်တာဆွဲဖမ်းဆီးပြီးတဦးလေငွေကျပ်340ဖြစ်ပြန်ရွေးခိုင်းငွေကြေးပေးနိုင်ခြင်းမရှိသူများကိုစစ်တပ်တန်းချောင်းသို့ပို့ဆောင်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒါမှမဟုတ်ငွေတိုင်းဆလင်းမြို့တွင်မှာအချက်မဲ့စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတဦးကိုငွေကျပ်340ဖြင့်ပြန်ရွေးခိုင်းကငွေကြေးပေးနိုင်ခြင်းမရှိသူများကိုစစ်တပ်တန်းချောင်းသို့ပို့ဆောင်လိုက်ကြောင်းပြည်သူညီတော်ဆလင်းတရင်တာဝန်ကကိုပြည်သူကသတင်းပို့ထားလို့သိရပါတယ်ခင်ဗျာ။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရေစကြိုမြို့နယ်တွင်ကားနစီကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်စုံမှုများပြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်ကြောက်လီကကြောက်လီကားကိန်းနဲ့ပန်းတိုင်းချုံစစ်တပ် gate scanner နှစ်စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၁၈ဦးတိုက်စုံခဲ့ကြောင်းစောက်တန် WSO PJ တောင်ကကိုအောင်မောင်ကသတင်းပြပို့ထားလို့သိရပါတယ်။အဲ့ဒီမှာဆိုရင်ရေစကြိုကြောက်လီကားဂိတ်မှာပခုတ်ကူမြို့နယ် ပန်းတိုင်းချုပ်ဂိတ်တို့ပြည်သူကားများချောဆွပြလိုက်ပါလာတဲ့ကားငါးစီးနဲ့နောက်ဆုံးကားတစ်စီးကိုပြည်သူကခွေးပုံးတစ်ဖွဲ့ဝင်များကအပိုင်ပြစ်ခတ်တိုက်ခဲ့ချိန်မုန်းခဲ့ရာကားပေါ်မှာစစ်သား၁၈ဦးတည်ဆုံးခဲ့ကြောင်းဒီဆုံးစစ်သားများနဲ့ပန်းတိုင်းချုံကိတူရရှိသောစစ်သားများကိုည၈နာရီချိန်တွင်ပခုတ်ကူမြို့မှာကားဆစ်စီဖြင့်တရောက်တည်ဆောင်သောကြောင့်သိရပါတယ်ခင်ဗျာ။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အမေရိကန်ပါဝင်နိုင်ငံတကာကဆောင်ရွက်နေတဲ့ကြားဖြတ်နေနေရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေတယ်လို့ကင်ပီနဲ့အခြားနေရာတစ်ခုသို့ငွေကြေးလိမ်လည်စင်တာများပြောင်းရွှေ့နေမှုကိုထူးဆောက်ကြည့်နေတယ်လို့ ကေနောက်ထပ်သတင်းဘုတ်ကတော့အမေရိကန်အပါအဝင်နိုင်ငံတကာကဆောင်ရွက်နေတဲ့ကြားဖြတ်နေနေရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေပြီးကရင်ပြည်နယ်၏အခြားနေရာနှစ်ခုသို့ငွေကြေးလိမ်လည်စင်တာများပြောင်းရွှေ့နေမှုကိုအထူးသတိထားစောင့်ကြည့်နေတယ်လို့ AUNG ကထုတ်ဖော်ပြောဆိုလိုက်တဲ့သတင်းဖြစ်ပါတယ်။အဲတော့ဒီအမေရိကန်ရဲ့ဒီပေါ်တော့ agenda နဲ့အတူအခုချိန်မှဆိုရင်ဒီကြားဖြတ်လုပ်ငန်းတွေရေလှုပ်ဆောင်မှုတွေအားလုံးကို UNG ကလည်းစောင့်ကြည့်နေပြီးတော့ဗောနော်တင်ပြနေတော့တွေ့ရပါတယ်နော် ကဲနောက်ထပ်သတင်းကတော့အမေရိကန်အစိုးရကမြန်မာပါဝင်ဒေတာတွင်းနိုင်ငံတွေမှာရှိတဲ့ online ငွေလေလုပ်ငန်းတွေကိုနှိမ်နှင်းဖို့အတွက်ကြားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းလိုက်တာဟာကြားဖြန့်နှိမ်နှင်းရေးထက်လျှို့ဝှက်ရွေချယ်တစ်ခုရှိနိုင်တယ်ဆိုပြီးစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ဒါတွေကိုတုံ့သက်ကြည့်ဒီနိုင်ငံအနေနဲ့အခုကပြောတဲ့ online ပလေလည်မှု online လောင်းကစားမှုတိုက်ဖြည့်ရေးဆိုတာထက် high end agenda နဲ့နည်းနည်းရှိုးချက်တခုရှိတယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်ဆိုပြီးတော့ zombie လုံးပြောထားတာကျွန်တော်တွေ့ရပါတယ်เนาะအဲ့တော့နေ့လယ်မှာကျွန်တော်နေ့လယ်မှာတင်ခဲ့တဲ့ video ထဲမှာလည်း zombie လုံးပြောထားတာရှိပါတယ်เนาะအဲ့တော့ဒီ American ရဲ့ဒီဒီ high end agenda နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီကြားဖြန့်ပဲမဟုတ်ပဲ ਨੇ channel ကိစ္စတွေလည်းပါလာတယ်ဆိုတာကိုသိလာတဲ့အတွက်ဗောနော် zombie လုံးတို့ဘက်ကတော်တော်ကြီးကိုကြောက်ရွံ့နေတဲ့အနေအထားဖြစ်ပါတယ်เนาะအဲ့ဒီ drin နဲ့ပတ်သက်ပြီးတင်ဆက်ထားတဲ့ ဆော်မဲလုံးရဲ့ဗီဒီယိုအတိုလေးတားထောင်ကြည့်ရအောင်နော်အမေရိကန်နိုင်ငံအနေနဲ့ဖလားဆက်နေရတဲ့ရဲဆွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်ဒီမှာတော့ကျွန်တော်တွေ့ရတာတော့ဒီနေ့မှတွေ့ရတဲ့ကြေညာချက်ပါလေဒီခက်မှာတော့ online လိမ်လည်မှုတွေပေါ့နေနဲ့အမေရိကန်ကိုကာကွယ်ဖို့ဆိုပြီးတော့ကြ District of Columbia Scam Center Strike Force ဆိုတာကိုဖွဲ့စည်းခဲ့တယ်ပေါ့နော် SCSF ဆိုတာဖွဲ့စည်းခဲ့တယ်ဆိုပြီးသူတို့ကြေညာလာတာကိုကျွန်တော်တွေ့ရပါတယ် အဒီထက်မှာကျွန်တော်လေ့လာကြည့်တဲ့အခါမှာအရှိတောင်အာရှနိုင်ငံတွေကိုအခြေပြုပြီးတော့ခရစ်တိုကာရန်စီနဲ့အပါဝင်စိုက်ဘာလိမ်လည်မှုတွေကိုအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီးဖွဲ့စည်းကြောင်းကြေလို့ပြင်ညာခဲ့တာဖြစ်ပါတယ်။ဒီထက်မှာထူးထူးခြားခြားအပေါင်းအုံလေးတွေပါတာကိုကျွန်တော်ပြောပြတင်ပါတယ်။ထူးထူးခြားခြားပုံလုံးတွေကတော့ဒါလုံးဆိုကြ တတိယပိုင်းလောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCO တွေရတဲ့ခရစ်တိုကာရန်စီယင်းနှမြုံနံမှု လိမ်လည်မှုများနဲ့ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနေ့စဉ်အမေရိကန်များ၏စူဆောင်းငွေများအတက်များကိုခိုးယူလျက်ရှိသည်ဆိုမှကပါတာတွေ့ရတယ်။နောက်တစ်ပိုက်မှာတော့ဒါလိမ်လည်မှုစင်တာတွေဟာအမေရိကန်မှာ တရုတ်ရာဇွေဂိမ်းများ၏အိတ်ကတ်သေးသို့မျိုးဆက်တစ်ခုပြီးတစ်ခု ချမ်းသာကျယ်ဝမှု ရှိအောင်ဖန်တီးနေတယ်ဆိုပြီးကြဆွဆွဲထားတာမျိုးလည်းတွေ့ရပါတယ်။ဒါပြင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမာအဖွဲ့တီမြန်မာနိုင်ငံရှိလိန်လယ်မှုစင်တာတစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့သည်ဆိုပြီးလည်းပါလာတွေ့ရပါတယ်။သူတို့စစ်စင်ရေးဘယ်လိုလုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူး။ဒီပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူး။ ဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK ဘက်ကဲ့သို့သောလိင်လယ်မှုနေရာများကိုတိုက်ဖျက်ရန်အတွက် Royal Thai Police Warun Tax Force နဲ့အတူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI Agent များဆေလွတ်ခဲ့သည်ဆိုရလည်းပါပါတယ်။ဒါထုတ်ပြန်ချက်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပေါ့။နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်ထဲကနေပြီးကျွန်တော်တို့အာထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်။ဒါ၄ကိုသုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online လောင်ကစားမှုဆိုတာထက် online လောင်ကစားမှုတိုက်ခရေးဆိုတာထက်နက်နဲတဲ့ hidden agenda နက်နဲတဲ့လျှို့ဝှက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်ကဲ okay. သူတို့ပဲသုံးသက်ပြီသူတို့ပဲကြောက်နေရပြီပေါ့နော်အဲ့တော့ဒီကိစ္စကတော့တေချာပေါ့သူဆရာမင်းအောင်လာရောတော့မှုဘက်မှာတေချာပါရင်နော်ဘလို့ပတ်မလဲဘလို့ရှင်းလို့မလဲဆိုတော့ကျွန်တော်တို့ထိုင်ဆောင်ကြည့်ရမယ့်ရှိပါရင်နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ AR တိုင်းထဲမှာ A ကတိုက်ခိုက်လိုက်လို့ပေါ့နော်ချမ်ပစ်စစ်ကောင်စီရဲ့အတုံးရုံမျိုးစာဖြစ်တဲ့သတင်းလေးနားထောင်ကြည့်အောင်နော် AR တိုင်းတွင်ရှိ A ပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေတွင်စစ်ကောင်မရှင်တပ်တွေထိခိုက်သေးဆုံးမှုတွေများပြီး ်ဆေးကုသမှုမလုံလောက်တဲ့အတွက်ရန်ကုန်ကိုပို့ဆောင်နေရတယ်လို့သိရှိရပါတယ်။တာပေါင်းရေကြီးလေးမျက်နာတို့မှာဆေးကော်မရှင်နဲ့အေအေတွန်လိုင်းပူပေါင်းတက်တို့နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီးဒဏ်ရာရဆေးကော်မရှင်တက်တွေကိုပသိမ်မဆရလေးမှာဆေးကုသဖို့အလုံးရင်းနဲ့ပြန်လည်ခေါ်ဆောင်လာရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။လေမျက်နာဘက်မှာနှိမ့်စင်တိုက်ပွဲရှိတဲ့ကြားပါရစ်စစ်ကောင်းတွေကအင်အားပြည့်တက်သွားလိုက်လူနာတွေပြန်ခေါ်ဆင်းလာလိုက်တဲ့ လေးမျက်နှာကိုအကူအတန်းရှိတယ်လို့လေးမျက်နှာဒေတာကန်တူက ARD Times ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ23ရက်နေ့ကလေးမျက်နှာမြို့နယ်တိုက်ပွဲတွေအတွင်းကနေစစ်သုံးအမိုးအုပ်ကားကြီး14စီးလောက်ပြန်ဆင်းလာပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဘက်ကတေဆုံးတဲ့ထိခိုက်ဒဏ်ရာရသူတွေကိုပြန်လည်ခေါ်ဆောင်လာတာဖြစ်တယ်လို့လည်းသိရပါရယ်ဒဏ်ရာပြင်းထန်တဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေကိုခြေတန်းခြေဆိုင်ဆေးတက်ရင်းတွေဖွဲ့ပြီးကူတာရတဲ့အထိအခြေအနေဆိုးနေတာ ဥတမှုမလုံလောက်တဲ့သူတွေကိုပသိန်စစ်မြေပြင်ဈေးတန်ရင်မဆရလေးကိုခေါ်ဆောင်လာကကုသနေတာပါရှေးတန်းမှာဈေးတက်အထိုင်ထားကကုသနေပေမဲ့ဈေးဝါသွေးနဲ့ဈေးဝါကျွမ်းကျင်သူတွေမရှိတာကြောင့်ပသိန်ကိုခေါ်ဆောင်ကအဲ့ဒီကတဆင့်ရန်ကုန်ကိုပို့နေရတာလည်းဖြစ်ပါတယ်အရာရှိတပ်ဖွဲ့ဝင်အများစုကလည်းရန်ကုန်မင်္ဂလာရုံစစ်ဆေးရုံထိပို့ဆောင်ပေးနေရတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ် စစ်ကူအင်အားလိုအပ်ချက်ကြောင့်ပြည်သူစစ်မှုရန်ဥပဒေနဲ့တင်နန်းတက်နေတဲ့တင်နန်းသားသစ်တွေကိုရက်30 45ရက်စသဖြင့်ရက်တို့တင်နန်းပေးကရှေ့တန်းကိုပို့ဆောင်နေတယ်လို့သိရပါတယ်။စခတာ6တိုင်းစီ9တတက9တို့မှာစစ်တင်နန်းပေးနေတဲ့အထက်ကတင်နန်းသားသစ်တွေကိုစစ်မြေပြင်ကိုအဓိကပို့နေပြီးအခြားတိုင်းဒေသကြီးတွေရဲ့ခြေဆိုင်တရင်တွေက ထုံနှုတ်တက်တွေကိုပါခေါ်ယူအင်အားဖြည့်နေရတယ်လို့ပသိမ်သတင်းထူတက်ဖွဲ့စီကသိရှိရပါတယ်။ ကဲကြားရတိုင်းပေါ့နော်အဲ့တော့ရာဝီတိုင်းမှာတော့ Champions League ကောင်စီဖွဲ့တွေကအတုံးယုံဖြစ်နေတာပေါ့နော်အဲ့တော့ throwback ကလူတွေပို့မလောက်ဖြစ်နေပါတော့ဒီရပိုင်းထဲမှာနာမည်ကြီးနေတာတော့ UNG ရဲ့ SDB ဘန်ပေါ့နော်အဲ့ဘန်နဲ့ပတ်သက်ပြီးတချို့တွေကနားမလည်တဲ့သူတွေရှိရေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးရှင်းပြထားတဲ့သတင်းလေးနားထောင်ကြအောင်နော်အန်တူစီဆိုရရဲ့ SDB ညွေဥပန်ဟာရေဥပန်လုပ်ငန်းတသက်မဟုတ်ဘဲပန်းနာရေးဆင်မနာကနေကြားပြန်လုပ်ငန်းတွေကိုဝါတိုက်ဖြတ်နေရလို့ UNG စီမံကိန်း ပန်းနာရင်းနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ကပြောကြားလိုက်ပါတယ်။ဝန်ကြီးဦးတင်ထွန်းနိုင်ကနိုဝင်ဘာလ16ရက်နေ့မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကျွန်တော်တို့ဒီလိုဘန်နာရေးကေဟာစနစ်ကိုတိဆောက်ခြင်းဟာလူမှုရဲ့ဘန်နာရေးလွတ်လပ်ခွင့်နဲ့ဝေကြီးဆုံးရှုံးမှုမဖြစ်အောင်ကာကွယ်ပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။ ။ဒါပြင်တနည်းအားဖြင့်ပြောရရင်ကြားဖြိုင်မှုတိုက်ဖြတ်နေရလို့တောင်မှအကောင်းမြင်ခြင်းသူတွေကမြင်လို့ရနိုင်တဲ့အခြေအနေရှိပါတယ်လို့အတိအလင်းပြောဆိုခဲ့ပါတယ်။ဝေဥပန်ဟာဒီနှစ်နိုဝင်ဘာလ14ရက်နေ့ကစပြီးကမ္ဘာအချိန်ဈေးကွက်ကြီးဖြစ်တဲ့မက်ဆီမှာတရားဝင်စီရင်ဝင်သွားပါပြီ။ ဆိုလိုတာကຫນွေဥပိုင်ကနေရောင်းချခဲ့တဲ့ ICO 1နဲ့ ICO 2 token တွေကိုအခုဆိုရင် Maxi မှာ crypto digital ငွေကြေးအဖြစ်လဲလှယ်ရောင်းဝယ်နိုင်ပြီလို့ဆိုလိုတာပါ။ဒါຫນွေဥပိုင်အတွက်ဘဏ္ဍာရေးလွတ်လပ်မှုစီကိုခြေတလန်းတိုးလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအိတ်ချင်းစည်းကွက်ကိုရောက်လာတော့ပြည်သူတွေကြားမှာလိမ်လည်မှုတွေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေလည်းရှိလာပါတယ်။ဘာလို့လဲဆိုတော့ token တွေဝယ်ယူလဲလှယ်တဲ့နေရာတွေအိတ်ချင်းတွေနဲ့ပတ်သက်ပြီးလိမ်လည်ခံရမှာကိုကြောက်ကြတာပါ။ ဒီပေါ်မှာနေဥပံအလုံးမှုဆောင်အရာရှိကိုမလင်းကဘလို့တုတ်ပြန်လဲဆိုတော့လိန်တဲ့သူတွေကတော့လိန်မှုစ조사နေမှာပါပဲကျွန်တော်တို့လုပ်လို့ရတာကတော့ကိုယ့်ရဲ့ user တွေတော်လိုင်း community ကိုဒီလိုမျိုးလူလိန်နေလိန်လာနိုင်နေဆိုတာကိုပဟုထုတ်တာတွေဝင်များဖို့ ਨੇ education ပေးဖို့ကသာလေအဓိကပြင်ရှင်နေဖြစ်တဲ့ဒါကြောင့်နေဥပံဟာပညာပေး model နဲ့ပဲဆက်သွားနေပါတယ်လို့ပြောပါတယ်โอเคကြားတယ်မနော်ဒါတော့ နွေဦးဘန်နဲ့ပတ်သက်ပြီးတော့တင်ပြပြကြဖြစ်ပါတယ်เนาะအဲ့တော့ Chamber Six ကောင်စီဘက်ကလည်းဒီဘန်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဝေဖန်ပြီးတော့ဝါရဖြန့်သတင်းမှားတွေဝါရဖြန့်နေရာတွေတွေ့ရပါတယ်ကဲကျွန်တော်အခုဆိုရင်ကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းလိမ်နေတဲ့ဇော်မေးလုံးပေါ့เนาะအခုကျော်ရေးဆုံးမစကားနားထောင်ကြည့်လာเนาะမင်းတို့မသိဘူးလားအရင်တော့ဒီလုပ်ငန်းတွေလုပ်နေတာမင်းတို့သိကိုသိရမယ်မင်းတို့နယ်မြေမှာရှိနေတာမင်းတို့အုတ်ချုပ်တဲ့နယ်မြေမှာရှိနေတာမင်းတို့လုတ်ပိုင်ခွင့်တွေပေးထားတာဟမ် 你诈骗给杀人把财个，给给办好了，考开路好了，我且修好过了。没路我穿啊，没路骗我死死说他，怎么穿啊，那路人没路罗人，嗯 <noise>，啊路嘛哈的，少中少二给你，的，少处少二的不中嘛？没路给你，哪来给你没有？喏，没路了，少中少二，这三么细节搞的，啊罗马大的，但不然乱的没路搞。 ဟမ်ကိုသမိသားစုကောင်းစားရင်ပြီးရောဆိုတော့လှုပ်ရှားနေတယ်မအေလိုးတွေဟမ် BGL ဟမ် DGB ဟမ်အခုဘာဖြစ်လဲဟမ်ငခုငခုတွေကမင်းတို့သိရမယ်ဟမ်မအေလိုးအာနာရှင်တွေကမင်းတို့ညုံညုံမြမြဆက်ပြီးလာလို့ရှိရင်ငြိမ်ခံနေတာတကယ်တကယ်ခံရတော့မယ်ဆိုမအေလိုးအာနာရှင်တွေကမင်းတို့လက်ညုံငေါငေါထိုးပြီးမင်းတို့တရားခံချတာမင်းတို့သိပြီလားဟမ် ါတော့ကိုကိုကိုမသိသေးဘူးမအေလိုမျိုးလေးဟမ်မင်းတို့ကိုကိုကိုသိပြီလားဟုတ်ဟမ်ဟိုနေရာဟိုဟိုကကေပေါဘုံခွဲပြလိုက်ဟိုနေရာဘုံခွဲပြလိုက်ငါလိုမှသားလေးဟမ်ကရင်တပြည်နယ်လုံးပြက်စီအောင်လောက်ပြစ်နေတာမင်းတို့မအေလိုအာနာရှင်နဲ့ပေါင်းနဲ့မအေလို BGF စောချစ်သူကိုမေကိုလိုကောင်းဟမ်ငါလိုမှသားအခုမှမဖြစ်လေဟမ်မသိရပါဘူး 不啦，没弄尿骚的啦，没落的，啊，俺们母爷呢，没弄尿骚的啦，没弄肮脏的啦，哎呀，家人们母爷呢尿骚的啦，没弄别的，得地上叫姑妈得了，得里才拉不样，没弄阿婆媳妇，明明嘛怕看不要追他啦了，没弄人在干阿婆媳妇阿罗，啊，没弄哪能没怕看不要追他啦了，啊，阿姑妈看伢了嘛没落的，我路来尿臭逼，真路来尿臭逼呢。 啊，罗马大的，嗯，啊，我没路安哪行？少没路嘛，没路我学哥哥也去干半夜，啊啦，靠开的。没路人家拖那皮，没路的也累家伙，哥哥我最讲老老家哦，嗯。我嘛，我想的想，想路没人，没路，他拼路了嘛？没路拼谁说的？没路的。对了。 买那个石块哦，干干木木，表路没下路，地路你那表啊，哪来了？俺罗马来的，嗯，俺那先说了面了，啊，皮拉路先都让我扔尿出来，河路扔尿出来，地路扔尿出来，每个人个老板啥皮不洗的路路，没有路俺那先的啊，水皮拉路，嗯，俺那先说了二路，小马拉皮拉路，俺那先了小马在搞，这个把嘛干工，小马了俺那先没去，水皮拉没那个。 ငါလိုမှသားတွေစောက်တော့မကြတာအခုမှရှောင်မှမစင်းသားနဲ့နော်ဟိုကဖေလိုဖို့လွတ်လိုက်ပြီဟုတ်လား F F B I N T တပ်ဖွဲ့တွေလွတ်လိုက်ပြီမင်းတို့ဖေကိုလိုတော့မှာအမစီးတာကောင်းအောင်ဆွတ်ထားကြမအေးလိုမျိုးတွေကဲကြားလိုက်ပါနော်အဲ့တော့ BJF တို့ဒီ ချားပေါ့နော်မင်းအောင်လိုင်ကိုကိုညီတဲ့အကောင့်တွေပေါ့နော်အခုဆိုရင်ရွေးကောက်ပွဲတော့မှသူတို့ကကာကွယ်ပေးမယ့်ဘာညာဆိုရင်အတန်ထွက်တဲ့ခဲတဲ့အဖွဲ့တွေပေါ့နော်အခုဆိုရင်ရွာလေးပါပြီနော်အဲ့တော့မင်းအောင်လိုင်နဲ့တဖွဲ့သေးသမားတွေအခုချိန်မှာဆိုရင်တော့အမေရိကန်ဝင်လာတဲ့အမြပေါ့နော်သူတို့တွေကြောက်နေရပြီဖြစ်ပါတယ်နော်အဲ့တော့နောက်ထောင်မှာကတော့ဒီရှေ့တန်းစစ်မြေပေါ့နော်ဒီပတ်စတွေကိုဖမ်းမိခဲ့တယ်ပေါ့နော်ဖမ်းမိတဲ့အခါမှာသူတို့ရဲ့ဒီကျွန်တော်မင်းအောင်လိုင်လောက်အောင်မှရှိတဲ့သူတို့ရဲ့ဆွေမျိုးတွေပေါ့နော် ကိုចောင်းကြပြီးတယ်ចောင်းကြတဲ့အချိန်မှာဟိုဘက်ကလုံးဝမထင်မှတ်တဲ့စကားတွေပြောလာတဲ့ခါမှာတော်တော်လေးကိုစိတ်နဲ့ကြဆရာကောင်းတယ်ဗောနော်သူတို့ကိုလုံးဝတံပေါ်မထားဘူးဆိုတာကိုပြောပြတဲ့ဘူးတင်လဲစကားတွေနားထောင်ကြည့်အောင်နော်အဲဒီကျွန်တော်တို့သုံးမန်းနေထားတဲ့နေရာကိုလုံချုံနဲ့တနေရာကိုပို့မယ်လုပ်တဲ့အချိန်မှာကျွန်တော်သူ့ကိုဖုန်းနံပါတ်လေးပေးလိုက်တယ်ညီလေးအိမ်ဖုန်းနံပါတ်လေးပေးပေးလေလို့လှမ်းပြီးတော့ဆက်သွယ်ပြီးတော့မှအကြောင်းကြားပေးမယ်ဆိုပြီးတော့မှအဲဆက်သွယ်တယ်ဗောနော်ဆက်သွယ်အကြောင်းကြားတော့အဲတကယ်လို့ ဟိုဖြစ်တယ်ဆိုရင်လုံးဝကိုအန်အော်ဂျင်မရှိနော်အန်အော်ဂျင်မရှိသူမျိုးသမီးကကျွန်တော်တို့ဖုန်းဆက်တဲ့အချိန်မှာအဲပြန်ပြီးတော့မှသူအမျိုးသားစီကိုလာခြင်းနဲ့ပုံစံမျိုးလာတွေ့ခြင်းနဲ့ပုံစံမျိုးလဲလုံးဝအရေးအယောင်မရှိဘူးဘာပြောလဲဆိုတော့ကျွန်တော်တို့လာဖို့လမ်းသေးမရှိဘူးတဲ့ကျွန်တော်တို့ကလမ်းသေးတွဲပေးရမယ်ပုံစံမျိုးပြောတယ်ပေါ့နော်တော်တော်ကြီးကကျွန်တော်အဲ့ဒါဟိုဆက်ပြီးတော့မှကိုစကားပြောခြင်းနဲ့မရှိတော့လောက်အောင်အထိစိတ်ကုံသွားတာပေါ့နော်တော်တော်စိတ်စိတ်ကုံကိုလည်းကောင်းတယ်ပေါ့အဲ့ ဟိုဘုန်းဆက်တဲ့အချိန်မှာလုံးဝသွေးဟာဒဏ်ရာရထားလားဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့ဟာမျိုးပေါ့နော်ဟိုဘာမှဟွမ်ဖြစ်ပဲနဲ့သူယောက်ျားကိုအလုတ်ဂိုင်လေးပါလေးရမယ်ဆိုလို့ရှင်ရှာပိတ်လိုက်ပါတော့ပါတော့ကျွန်တော်တို့ကပဲဟိုလုံးသမားအေဂျင်စီလို့လို့ပါလို့လို့ကျွန်တော်တို့ကအလုတ်ဂိုင်ရှာဖွေရေးပါရေးလုတ်ပြရမယ်ပုံစံမျိုးသူကပြောတယ်ပေါ့နော်ဒါတပိုင်းပါအဲ့သူမသိသေးဘူးကာကန်ချင်းမသိသေးဘူးကာကန်ချင်းစီလဲကျွန်တော်မသွားသေးတဲ့ခါကျကျွန်တော်ပြောမပြရသေးဘူးပေါ့နော်အဲ့တော့ဒီကောင်းလေးဘဝမှာစစ်ကရှုံးနေပြီး ချစ်သူကမဟုတ်ဖဲရရှုံဆိုတာကအဲ့ဒါပဲတဲ့ချစ်သူကမဟုတ်ဖဲရရှုံအရက်ကမင်းကကင်းရကြဆိုတော့နော်တောင်လျာတိုက်ဖြုတ်ကကိုက်ဆိုတော့နာရှည်တန်းအပြင်နွားကန်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ဟိုငငယ်တော့ဟာသတွေတက်ထဲမှာနေတော့ဟာသပြောခဲ့တဲ့ဟာမျိုးတွေတောင်သွားပြီးတော့မှတော့ချစ်သူကမဟုတ်ဖဲရရှုံဘွားကိုရောက်ရလူကလည်းလက်ထိပ်တန်းလန်းနဲ့ကျွန်တော်တို့ဒါအချိန်ပြည့်နေနေရမဲ့အချိန်နေမျိုးလဲသွားပြီးတော့ကြုံနေရတယ်ဗောနော်အဲ့တော့မေတ္တာတရားတန်ရောစင်တွေကလုံးဝမရှိဘူးတော့သူတို့လူကြီးက တောင်တို့လူလူကြီးကတို့ဘောမှာတန်ရောင်းနေမရှိရထားတော့ဗျာမင်းအွန်လိုင်းကတော့တစ်သက်လုံးခင်ဗျားတို့စစ်သားတွေဘောမှာတန်ရောင်းနေရှိမှာမဟုတ်ဘူးဟာသူ့အာနာဒီမြဲကြီးတွေဥအရသားတွေကိုအတင်းလိုက်ပြီးတော့မှဟိုပေါ်တာဆွဲညညဘက်ဟိုမှာကျွန်တော်တို့ခါသားလေးတစ်ခုတော့လိုင်းဘောမှာတွေ့လိုက်တယ်ဆိုင်ကင်းနဲ့ညဘက်ညအချိန်တော့ပြန်လာအချိန်မှာကြန့်ခိုင်ကြန့်ခိုင်ပြီးတော့သူ့ကြန့်ခိုင်နေဖွင့်ပြိုးရေးပါတီဘာညာဆိုအော်ပြီးတော့မှဆိုင်ငယ်စီးလာတဲ့လူငယ်လေးနှစ်ယောက်လိုပဲเนาะသူကသူသူနဲ့မတူတဲ့လူမှန်တယ်မြတ်အကုန်လုံးစစ်တဲ့ထဲမှာတူတဲ့လူလည်းထဲမှာပဲ တူတဲ့လူလည်းထဲမှာပဲအဲ့တော့အဲ့ဒီမှာကျွန်တော်တို့ဒါပြောရမယ်ဆိုရင်သုံးပန်း40ကျော်မိတယ်40ကျော်မိတယ်တချို့ကတော့သုံးပန်းအင်တာဗျူးလေးတွေကြားကျင်တာပေါ့နော်သုံးပန်းအင်တာဗျူးလေးတွေကြားကျင်တယ်ကျွန်တော်ကတော့စဉ်းစားလိုက်တယ်တော့ဒီပါစတွေကတော့ကျွန်တော်အင်တာမဗျူးတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ story ကကျွန်တော်တို့ဓာပြဟောင်းကြီးပဲဖွင့်လာပါကျွန်တော်တို့စိတ်မပါပဲဝင်ခဲ့ရတာဖမ်းမိတော့စိတ်မပါပဲဝင်ခဲ့ရတာပါတန်ဒီစစ်သားကိုသွားမေးလို့ရှင်လဲကျွန်တော်ကဘယ်ချိန်နေရလက်နဲ့ချခြင်းနေတာကျွန်တော်ဖုန်းလေးကိုတိမ်ထားလို့လို့ ကျွန်တော်ကဆက်သွယ်လို့မရလို့ဘယ်သူ့ကိုဆက်သွယ်လာမှမသိလို့ဆိုတော့စကားတွေပဲလာမှာပေါ့နော်ဒီကောင်တွေစတိုရီရဟောင်းသွားပြီပေါ့နောက်ထပ်ဒါဟိုမဟောင်းသေးတဲ့စတိုရီတခုရှိသေးတယ်ပေါ့နော်ကျွန်တော်ဘာတွေဒါမော်ဒန်ကျွန်တော်လည်းပြောမော်ဒန်တိုက်ပွဲကကျွန်တော်ထဲထဲဝင်ဟုံးဟုံးတိုင်းဆိုဘုံဘုံပင်းပင်းဝင်ပြီးတော့မှပြစ်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တက်နိုင်တဲ့အပိုင်းလေးပဲဝိုင်းပြီးတော့မှကုညီတာပဲရှိတယ်ပေါ့နော်ဒါလေးကျွန်တော်ပြောပြပြောပြတော့ဘုံမတွေဝိုင်းပြီးတော့မှတော်တော်လောင်ကြတယ်ပေါ့နော်အဲ့တော့စစ်တပ်ကကျွေးတဲ့ထမင်းကိုစားတယ်တဲ့ အခြေတက်ကတင်ပြီးရရှိပညာကိုယူဆောင်သွားတယ်ပေါ့နော်ယူဆောင်သွားပြီးတော့မှတစ်ဖက်တောင်းကျန်းသူဖွဲ့စည်းမှသွားပြီးတော့မှအဲတစ္ဆာဖောက်ပြီးတော့မှတစ္ဆာပေါက်လောက်ကောင်လုံနေတယ်ဆိုတော့ဟာလေးနဲ့ပတ်သက်ပြီးတော့ဒီကောင်လေးဒီချိန်ထိနော်ကျွန်တော်အပြင်နဲ့ပြောပြရရှင်းပြရမင်းတို့မနဲ့အိယာထားခြင်းဟေးဆိုပြီးတော့မှခရာမှုတ်ပြီးတော့မှအိယာထားခြင်းဆိုဆိုကြရမင်းတို့နိုးထားလိုက်တဲ့အိယာကပြည်သူလူထုဆင်ပေးထားတဲ့အိယာအဲ့ဆောင်စိမ့်တို့ဆောင်ကြားတို့ချင်းတောင်တို့အကုန်လုံး ဲ့ဒီမင်းတို့ကြောခင်းပြီးအဲ့ဒီအဆောက်အဦးကလည်းပြည်သူလူထုရဲ့အဆောက်အဦးပဲဖြစ်တယ်ပြည်သူလူထုရဲ့ဘန်နာပဲဘန်နာငွေနဲ့အခွန်ဘန်နာနဲ့ဆောက်ထားတဲ့ဟာဖြစ်တယ်ဗောနော်အဲ့ဒီကနေစပြီးတော့မှ노ထာ PDP ရဲ့မနဲ့ထမင်းညော်စားလေပြည်သူလူထုကြွေးတဲ့ဟာနေ့နေ့သာသာလေးပြည်သူလူထုကြွေးတဲ့ညသာလေးပြီးနောက်အိယာဝင်ငိန်ဆိုပြီးတော့မှခရာမှုတ်ပြီးတော့မှမင်းတို့အိတ်တဲ့အိယာကလည်းပြည်သူလူထုရဲ့အိယာဖြစ်တယ်အဲ့တော့ပြည်သူသာအဓိကဆိုတဲ့ဟာကိုမင်းတို့လုံးဝမတိသေးဘူးအဲ့တော့ဒီနေ့စစ်ပွဲရက တော်လိုင်းတပ်ဖွဲ့နဲ့စစ်ကော်မရှင်နဲ့တိုက်နေတဲ့စစ်ပွဲမဟုတ်ဘူးမင်းတို့တရားပြန်စင်းသားအောင်ပြည်သူနဲ့မင်းတို့နဲ့တိုက်နေရတာနော်ပြည်သူမလိုလားအပ်တဲ့စစ်တပ်ကတိုင်းပြည်မှာကြာကြာအသက်ရှင်လို့မြောက်အခုဆိုရင်ဒရွေးကပက်လက်မျောနေပြီနော်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်အမြင်နဲ့ပြောရတယ်အရင်တော့ဆိုယူနီဖောင်းဝတ်ပြီးတော့မှကျွန်တော်တို့လိုင်းကားစီးလိုင်းကားဆိုရန်ကုန်လိုင်းကားတော့မဟုတ်ပါဘူးနော်ရန်ကုန်လိုင်းကားတော့ကျွန်တော်တို့အဲမထသားတွေတော့ကျွန်တော်တို့ယူနီဖောင်းနဲ့စီးကွင်းမပေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အဝေးပြေးကားတွေ ရန်ကုန်ပြည်ကားတို့ရန်ကုန်မန္တလေးကားတို့ဘာလို့ဆိုရင်ကျွန်တော်ယူနီဖောင်းနဲ့ဒါလိုင်းကားစီးတဲ့အခြေအနေမျိုးအခုယူနီဖောင်းဝတ်ပြီးတော့မှမင်းတို့အပြင်ထွက်ဖို့လက်နဲ့မပါဘဲနဲ့အပြင်ထွက်ဖို့နေနေတာတာမင်းအစိမ်းရောင်လေးပဲပိုပျောက်ကြားလေးပဲလက်မှာပတ်ပြီးတော့သွားအောင်เนาะပြည်သူလူထုကဘယ်လောက်ထိချင်ပတ်ဖြစ်နေပြီလဲဆိုရဲဟာပေါ့เนาะအဲ့တော့ပြည်သူကဲဒီဘွေးတင်လောက်ပြောထားတော့ရှေးကြီးပေါ့เนาะဒါပေမဲ့လည်းဒီထဲမှာ ဒီပါစာရည်နပတ်သက်ပြီးဆိုတော့တော်လေးကိုစိတ်ကုန်စရာကောင်းနေဆိုတော့တွေ့ရပါတယ်เนาะအဲ့တော့ပါစာရည်ရဲ့စတိုဒီယာလည်းအရန်တူနေတယ်ပေါ့เนาะဒါအပြင်တချို့တွေကတကယ်တော့မတရားပေါ်တာဆွဲတာမှန်မမြဲလဲပေါ့เนาะမင်းအောင်လိုင်းပဲရောက်သွားတဲ့အခါမှာဘလို့စိတ်တွေကပြုပြင်ပြောင်းလဲတာလည်းမရှိဘဲနဲ့ပေါ့เนาะခိုင်းတိုင်းလှုပ်တဲ့သူတွေလည်းတွေ့ရပါတယ်เนาะအဲ့လိုလူတွေကြောင့်လည်းဒီတော်လိုင်းကတော်တော်လေးကိုနောက်ရက်ဖြစ်နေလို့ဖြစ်ပါတယ်ဟုတ်ကဲ့ဒီညအတွက်သတင်းပြီးတော့ဒီလောက်ပါမယ်เนาะစာဆုံးကြည့်ပြီးတဲ့မြတ်ပြည်သူရောက်စရာထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ